မင်္ဂလာပါရှင်ခင်တက်တယ်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးသတင်းတိုင်းတိုင်းအတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မော်ရောင်မြို့ကိုတရားဝင်သိမ်းပိုင်းရရှိကြောင်းကြေညာစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအများနဲ့လက်အပါအဝင်လက်နက်ခဲယမ်းများပြသင်းစီရရှိတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တနင်္လာရီတန်အတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောရာမြို့ကိုတရားဝင်သိမ်းပိုင်ရရှိကြောင်းကြေညာလိုက်ပြီးစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး 2020မမလက်နက်ကြီးအမြောက်နဲ့လက်အပောင်းဝင်လက်နက်ကင်ရန်များပြသင်းစင်းရရှိကြောင်းဖို့ပေါ်ဖရက်ဒီမိုကရေစီအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မော်ဒန်မျိုးတွေတိုက်ပွဲမှာတိုက်ပွဲကာလမှာတုံးရက်ခန့်နာကြမြင့်ခဲ့ပြီး KNU KNL လေးဦးဆောင်မှုနဲ့အတူမော်ဒန်မျိုးတွေတိုက်ပွဲကို KNL လေးတပ်မဟာလီမှတိုင်ရင်နေရတုံးတိုင်ရင်စတင် KNDO တိုင်ရင်ခွန်တိုင်ရင်စနစ် PPLA FFD တို့ကပူးပေါင်းဝင်တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်ပန်း40ကျော်ဖမ်းဆီးရရှိခဲ့ပြီး120မမအမြောက်နှလန်း120မမလက်နက်ကြီးကြီး189တောင်းပိုင်ဖက်စတဲ့နဲ့တလန်60မမ3လက် RPG နှလန်းငကြဲမီတလန်လက်နက်ငယ်36လက်နဲ့အခြားလက်နက်ခရဲများစွာသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်မော်ရာမြို့မှာစစ်ကောင်စီကုန်တွေဆင်စင်မှုမှာအရေးပါသည့်တနင်္လာရီတိုင်းရှိထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး စစ်တပ်ဘက်မှအနည်းဆုံးအင်အား50ကျော်မှထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ကြောင်းလက်ရှိမှာထိုင်းအနာပိုင်းများကထွက်ပြေးလာသည့်စစ်သားများထံမှလက်နက်များသိမ်းယူပြီးခေလုံခွေပေးထားကြောင်းနေဆက်တရင်ချင်းမြများထံမှသိရပါတယ်ရှင်။ဆလပင်မိုးကုတ်မှာတိုက်ပွဲဖြစ်လာနိုင်လို့ဒေသခံတွေကြိုတင်သိဆောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့မှာအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်မြို့ကန်တွေဟာကြိုတင်တင်းဆောင်မှုတွေရှိနေတယ်လို့မိုးကုတ်ဒေသခံတွေကပြောပါတယ် စက်ကစီနဲ့တောင်းတမတော်တည်ရလန်လေးတို့အပြည့်ရဆိုင်ရလက်မှတ်ရေးထိုးခဲ့ပြီးမြန်ကျေတုခါခွေရတဖွဲ့တွေကတော့တန်စီအောင်မယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်တပ်အနေနဲ့အချိန်မရွေးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်လာနိုင်တာကြောင့်မန္တလေးမြို့နယ်စံပြည်နယ်မြောက်ပိုင်းကမြို့ကန်တွေဟာပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။တတော်များများပြန့်ရွှေ့နေကြပြီးမတိနိုင်မှုလေးပြချင်းတိုက်ပွဲဖြစ်မလဲဆိုတော့လေချောင်းကနေပုံကျချရင်ဘယ်သူမှပြင်မလို့ဘူးကြိုးဆောင်ထားတော့မမှဘူးပေါ်လို့မိုးကုတ်ဒေသခံတအူးကပြောပါတယ် နေရဆုတ်ခါသူတွေများလာတာကြောင့်ရင်းစေကမှတအုပ်ချက်6တင်းကနေ7တင်းအထိမြင့်တက်လာတယ်လို့သိရပါတယ်ဒါအပြင်မန္တလေးမြို့အဝင်မှာလည်းနေရဆုံခွာလာတဲ့မုဂုတ်ဒေသခံတွေကစတက်ကတင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့လူလေးဒေသခံတွေကဆိုပါတယ်မုဂုတ်မြို့ကနေဟာစစ်ကောင်စီပြန်လဲဝင်ရောက်လာမှာကိုလက်မခံကြောင်းနဲ့ဆက်အနာစင်အလိုမရှိကြောင်းထုတ်ဖော်ပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ည7:00နာရီမှာမျိုးလုံးကျက်တံမုံဤဆန္ဒပြခဲ့ပါတယ် ဒီတော်လိုင်းရင်ဟာလူလူတော်လိုင်းရင်ဖြစ်တာမို့ဆရာနာစစ်စနစ်ဆက်လက်တည်ရှိနေတဲ့များကာလပတ်လုံးတန်မုံဒီလှူဆာမှုနီနာကုံတန်နိုင်ကလုံးစီလုံးညီညွတ်စွာနဲ့အခွင့်အခါတင်ရင်တင်တယ်လို့အတုံးပြုပြီးညီညွတ်စွာတော်လှန်ကြမယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်။မော်ကွန်မျိုးဟာတက်ဆက်နဲ့ဆက်ကွန်စစ်စင်ရေးနဲ့အတူ2024ခုနှစ်ဇူလိုင်မှာတာမျိုးသားလွတ်မြောက်ရေးတပ်မတော်တည်ရလန်လေးနဲ့ PDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပြီးထိန်းချုပ်ခဲ့တဲ့မျိုးဖြစ်ပါတယ်။မျိုးအုပ်ချုပ်ရေးကိုတည်ရလန်လေးကဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့တရားလန်လင်းနေစစ်ကောင်စီကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာအော်တိုဘာလာကုံတွေ့ဆုံဆွေးနွေးပြီးမိုးကုံနဲ့မိုးမိတ်ကိုစစ်တပ်စီပြန်လွှဲပေးဖို့အပအဝင်အပြစ်ခတ်ရစဲရဲအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့တရားလန်လေးကအော်တိုဘာလာ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စဖတ်မှုနဲ့ကိုယ်ကျင်းမြတွေ့ဆုံမှုမှာသဘောတူညီခဲ့တာပါ။ တရုတ်ရဲ့ဂျာဝင်မူဂျာစက်ကောင်စီနဲ့စစ်နေအပြစ်ရစဲခရရတဲ့အခြေအနေကိုတရားလန်လေးကထုတ်ပြန်ခဲ့ပြီးနိုင်ဤပိုင်းအကြံမှာပင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDN နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကိုပြူဟံမိုးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖောင်ပြည်ဦးလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့ကခင်းချုံနယ်မြေတွေကာကွယ်ဖို့မိဖက်တော်လရင်အင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လုံဆောင်မယ်လို့ကြေညာခဲ့ပါတယ်ရှင်ဆလပင် ဖရားမြို့နယ်နေရာစုံမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မစင်ဘက်မှတင်ဆောင်တဲ့ထွက်ပြေးသူများပြားနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ခြမ်းဗရောင်းတနေမြောင်ကျိုးစစ်မျက်နှာပြင်မှာအရခတ်တပ်တော်အင်းရင်နဲ့စစ်ကောင်မစင်တပ်တို့ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်။စစ်စင်ရဲ့ကွက်ကဲမှုဌာနချုပ်စကခ30မော်လိုင်းဤလက်အောက်ခံတရင်များသည်ညာကျုံညာချေတောင်နှင့်ကာကွယ်ရေးပစ္စည်းစံယုံကပ္ပစာ16အနီးတိုက်ပွဲတို့မှထိခိုက်တင်ဆုံထွက်ပြေးမှုများရှိနေပြီးအထိနာလည်းရရှိကြောင်းတရင်ရင်းများထံမှသိရပါသည်။ အေကဖန်ဆင်းရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းပြင်းကတက်တွေပါဝင်နေပြီးခဲ့တဲ့လေးရနေ့ကလည်းညောင်ကျေတော့ကလွတ်လိုက်တဲ့တက်တွေကစင်ကလေးအဖွဲပြေးကြတယ်လို့သတင်းထွက်ထားတော့အေအေက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းမှန်ပါပဲညောင်ကျွတ်တဝိုင်းနဲ့ကမဆာချောင်းအနီမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်လို့စီးရဲသတင်းရှင်မြစ်ကပြောပါတယ် ဇကုနိုဝင်မာလာစီယန်နေ့ကိုယန်နေ့ဆယ်ယန်နေ့တို့မှာညောင်ကျိုးစစ်မျက်နှာပြင်မှာထွက်ပြေး၍ဖမ်းဆီးရမိသူလက်နက်ချအလင်းဝင်သူစစ်ကောင်မစင်တပ်ဖွဲ့ဝင်30ခန်းကိုအေအေကထိန်းသိမ်းထားကြောင်းနိုဝင်မာလာ17ရက်နေ့ကထုတ်ပြန်လာပါတယ်စစ်ကောင်မစင်အစခခ30လက်အောက်ခံခမရ36တင်းနဲ့ခမရ36တို့တိုင်ရင်များမှာစစ်ကောင်မစင်တပ်ဖွဲ့ဝင်16ဦးကကမဆ16အနီးတပ်ဖွဲ့အတွင်မှာအေအေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ် နောင်ကျိုးချင်းရွာနှင့်အစစ်ပတ်မီတာ2500ကျော်မှရှိသည့်လေတာတောင်ပဝင်းကျမလိန်တိုက်ပွဲများပြင်းထန်ခဲ့ပြီးခမရ360တရင်တခုထဲမှစစ်ကောင်မစင်စဲဦးကိုအေးအေးကောင်လက်ရဖမ်းဆီးမိခဲ့ပါသည်။ဒါအပြင်ပရာမျိုးနှင့်ကမဆာ76အနီးရင်ဆိုင်တိုက်ပွဲများအတွင်မှလည်းခမရ363တရင်မှတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲများမှာရခိုင်ရိုးမပေါ်နှင့် ရောမအောင်တောင်ကြားလမ်းများမှာပြင်ထန်ခဲ့ပြီးကမ္ဘာစဆက်ချောင်းဤကကင်းနေရညောင်ကျိုးစင်လန်ချောင်းလေတာတောင်ကျုံပွိုင်းချောင်းတုံးလုံးစခန်းကုန်းအနီးတို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်ပိတ်ဆို့ခံနေရတဲ့ပွိုင်းချောင်းတုံးလုံးစခန်းကုန်းတင်ကပါစာဆက်ကြောင်းဤအ धिक ကာကင်းစခန်းကုန်းဖြစ်ပြီးခွနမန်ကျော်ကားဝေးကြောင်းသိရပါတယ်စစ်ကောင်မစင်တပ်များအနေဖြင့်ဆင်လန်နှင့်ညောင်ချေတော်တို့ဘက်မှအင်အားစုဖွဲ့လာတဲ့စစ်ကြောင်းတင် နောက်ကျိုးဘက်ကိုပြန်လည်တိုက်စစ်ဆင်လာသည့်အနေအထားသို့ရောက်ရှိနေကြောင်းသိရပါသည်။လက်ရှိမှာစခခဒသယ်မော်လိုက်ဤလက်အောက်ခံတရင်များမှတပ်ဖွဲ့ဝင်30ကျော်သည်၃ရက်အတွင်းကစင်ကလေးထွက်ပြေးကောင်အလံဖြူတောင်လက်နက်ချခဲ့ကြောင်းသိရပါသည်ရှင်။ဆလပင်ကလေးတောင်ပိုင်းမှာစစ်ကောင်စီနဲ့တော်လန်ရဲတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာစစ်ကောင်စီရဲ့တပ်မခွန်ခွန်ရှစ်ရှစ်တို့နဲ့ဒေသခံတော်လည်းရဲတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုတွေရှိတယ်လို့ဒေသခံသတင်းရှင်းပြကားပြောပါတယ်စစ်ကောင်စီတပ်ဟာရခိုင်ကကလေးမြို့တောင်ပိုင်းရှိတာစီရွာဇင်ကလင်းရွာတာယာဝတီရွာနဲ့ထိုမှာရွာနာကဂျီလီစီကျောင်းအထိတာနေမြေစုံမှုရရှိထားပြီးကျောင်းထဲမှာလည်းတဆွဲထားတယ်လို့ဆိုပါတယ် အရင်ကစကားမလက်ထဲမှာရှိတာကတာစီစင်ကလင်းထိုမှတာယာဝရီဒီလေးရွာပဲရှိတာထိုမှရွာမှာ GDC ကျောင်းရှိတဲ့ကျောင်းထဲမှာစကားမတွေနေရာယူထားတာကြားလာပြီး GDC ကျောင်းနဲ့အထီးသူတွေပဲပိုင်လာလို့အစိုးရသတင်းရှင်းပြကပြောပါတယ်ပီကရဲအော်တိုဝါလာနာဆုံးပတ်မှာစတင်ကစစ်ကောင်စီဟာသူတို့တက်ဆွဲထားတဲ့ထိုမရွာအနီးရှိ GTC ကျောင်းကိုကျော်ပြီးတာယာကုန်းထောက်ကျန်ကြာအင်းစီတာရွာတွေအထိဝင်ရောက်တက်ဆွဲခဲ့တယ်လို့စီတာရွာမှာလည်းကိစ္စထားတယ်လို့ဆိုပါတယ် အခုကကြည်တီစီကိုကြောပြီးတာယာကုန်းထောင်ချံကြာအင်းစီတာရွာတွေမှာသူတို့ရှိတယ်လို့ကြားရတဲ့စီတာရွာမှာဆုံးဂိတ်လုထားတယ်လို့အဆိုပါတင်ရှင်မြေကဆက်ပြောပါတယ်။မနေ့ကနိုဝင်ဘာလ23ရက်နေ့ညနေပိုင်းမှာအဆိုပါစီတာရွာကတော်လန်ရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စီတာရွာကိုစုံမမှုရရှိထားတယ်လို့ဆိုပါတယ်။စက္ကန့်စီရဲ့စစ်ကြောင်းထုံးမှုကြောင့်ကလေးမျိုးများပိုင်းမှာရွာတွေနဲ့တောင်ပိုင်းမှာရွာတွေအလုံးနေပါဆေးပေးသိမ်းဆောင်နေရတယ်လို့သိရပါတယ်။ ဆေးဘေးဆောင်ကတော့တမျိုးနယ်လုံးနှိပါဆောင်ရတာကလေးမျိုးမြောက်ပိုင်းကတော့စော်ဝါရေရှင်ရံမျိုးအောင်ဆိုလင်55မိုင်ရွာ56မိုင်ရွာကျန်ဆက်ကုန်းခုံတာအစီခုံတာအနောက်ကြဖန်နောက်ကံဦးကံတာကံလာကံချင်းရာသကျိုးကံသားရောင်ဆောင်းလာမြိုင်းဆောင်းနှံပုကပြည်သူတွေကတော့ဆေးပေးဆောင်နေရတဲ့ဗျာကလေးတောင်မိုင်းကတော့ရွာအကုန်လုံးဆေးပေးဆောင်နေရတယ်လို့အဆိုပါသတင်းရှင်မြစ်ကဆက်ပြောပါတယ် ဒါအပြင်ယခုရပိုင်းတွေမှာစစ်ကောင်စီဟာကလေးမျိုးတောင်ပန်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်ရင်အားတွေဖြစ်တင်လျက်ရှိတာကြောင့်တိုက်ပွဲပုံမှုပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာကလေးကံကောလက်မိုင်းကိုထိ ंछ ုံနိုင်မှုစူးစမ်းနေတာဖြစ်ပြီးလက်ရှိမှာကံကောအထိမထိ ंछ ုံနိုင်နေဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာလည်းတီးတိမ်ကနေစစ်ကြောင်းထွက်လာတဲ့စစ်ကြောင်းကိုတိုင်းငင်ကျင်းရွာအနီးမှာ CDS CDN စီရင်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထိသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။